ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Ray Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတော့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အယူသူတော်နဲ့သင်ကန်းတဲ့သူရာဇက်လန်းလေးပဲဖြစ်ပါတယ်ခင်ဗျာ Ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်ကိုစလိုက်အောင်ပါအချိန်ကနေဝင်ပြောဖြစ်နေပြီဒီအချိန်ကြောက်ဆုံးရွာစီကိုအချိန်ပြေးနေတဲ့လမ်းတစ်လျှောက်ဖုံထောင်းထောင်းထအောင်မြင်းတစ်ကောင်အပြေးစီးနေလာတဲ့လူတစ်ယောက်သူ့ပုံစံအလွန်မင်းအလောတကြီးရှိနေပြီးတော့မြင်းကိုအချိန်ပြေးစွာစီးနေလာတာမဟုတ်လို့ကိုကိုလည်းလေခွင်းအားကောင်းအောင်ရှေ့စီကိုကိုင်းညှို့လို့ရှိနေပါတယ် ကိုကြီးတော့တင်ကိစ္စကိုအကြီးလေးသိရင်တော့စိတ်ညစ်ရအောင်ပါပဲသူ့ဥစားကတွင်တွင်ရွံ့နေတဲ့စကားတန်သူ့နိုင်မဲ့ကတော့တီးဟားလို့မြည်တွင်ပါ යි တောက်တဲ့အိမ်ရှိစီမှာမြင်းကိုရက်တန်းလိုက်ပြီးတော့ဒီဟားအလင်းမြန်မဲ့ခုံဆင်းလိုက်ကြီးလေးကြီးလေးဒီဟာရဲ့နှုတ်ဆရာတစ်ဖွားဖွားခေါနေတန်းကဗန်ဝင်းကြီးအိမ်ရင်းစီကပါကြဲကြဲလောင်လောင်ကြားတယ်။အေးဟေးဘာလို့လဲ။အိမ်ထဲကအကြီးငွေစိန်ကအိမ်ထဲကနေပြန်ပြီးတော့မေးလာတယ်။ကျုပ်တီးရပါကြီးလေ။ဒီဟာအကြီးငွေစိန်တောက်ထိန်နှုတ်နဲ့တားချင်းမကင်းဝင်းခွဲတွေဆိုပါတော့ အေးဒီဟာဘာကိစ္စရှိလို့လဲရေးကြီးတော့ဗျာနဲ့အခုအကိုတောက်ထိန်ဇီးပင်သားရွာမှာရံပြစ်လို့ဗျာဟေးဒါဆိုမေတပေပေလင်းစိုးမရတဖားဖားဆိုသလိုပါပဲအကြီးငွေစင်ရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်တောက်ထိန်နဲ့ပတ်သက်လို့အကြီးငွေစင်ခင်ဗျာအရက်တောက်ရံပြစ်တဲ့ကိစ္စပေါင်းများစွာကိုအမဲလိုလိုရင်ဆိုင်ဖြေရှင်းရတာအချိန်မောင်းလဲမနေတော့ရက်ရွာမြတဲ့ဖုံးငွေရှိဂုံရှိလို့သာဖြေရှင်းနိုင်ခဲ့တာပါအခုလဲနွားခုန်းနဲ့ထောင်ကိုးလာကြရကနေဘဲကဘလို့ထောင်ကလွတ်လာပြီးတော့ အိမ်ဝင်ပြန်မလာဘဲနဲ့သုံးရွာကျော်ဘုရားပွဲမှာဗန်းနဲ့လူကြောင်သွားရောက်ပြီးရန်ဖြစ်တယ်မသိပါဘူးလူရက်ကိုလည်းမသိထားတော့ဂျိုးချိန်လည်းမရတားချိန်လည်းမရဇုံချိန်လည်းမရနဲ့ဘာပြောရမယ်မှန်းတော့မသိတတ်ပါဘူးတောက်ထင်ကဘယ်တော့မှပြန်လွတ်လာတာတော့ရင်းဝေးစိအိမ်ပေါ်ကနေတောင်မွေးထောက်လို့ဆင်းလာပြီးမေးတယ်မနက်ကလိုပြောတယ်ကြီးကကျုပ်တော်ညနေလေးကဘုရားပွဲကိုသွားနေပွဲသေးတဲ့မှာတွေ့တော့မေးမိတာအိမ်မပြန်ဘူးလားဆိုတော့ငါလုံးဆရာရှိသလိုဆိုပြီးထွက်သွားတာပဲတိတ်မကြောက်ကိုတောင်းနေရန်ပြည့်တယ်ဆိုပြီးကြားမိတာဗျာအဲ့နဲ့ကျုပ်လည်းချက်ချင်းပဲရီးစီကိုအပြေးလာပြောတာဘာတွေဖြစ်ကုန်ကြသေးလုံးကြီး ကျုံလည်းတိထားမသိဘူးကြီးရဲ့ကိုတော့နေရတော့ဘာမှဖြစ်ဘူးလို့ကြားတယ်။ဟင်းဒီတောက်ထိန်နဲ့လည်းလောကကြီးကိုစိတ်ကုံရပါတယ်ဟဲ့။အရင်ငွေစင်အသက်က60တော့80နားကပ်နေတောက်ထိန်ကတော့အသက်က30အရင်ငွေစင်လုံးလင်များနှောက်အသက်လေးနားကပ်ပါမှာတောက်ထိန်ကိုမွေးခဲ့ကြ။တောက်ထိန်ကစနေသားမနက်ဖက်မွေးတဲ့နေတဲ့ရေတက်တော့မဟုတ်ဘူး။ညာဦးပိုင်းမှမွေးတဲ့လတ်တဲ့ရေတက်လာမင်းကြီးတောက်တော့ထိန်လို့လာသားကြီးမှမွေးတာမလို့နာမည်ဦးတော်တောက်ထိန်လို့ပေးထားလိ။တောက်ထိန်တို့စိုးပြီးကြက်ကတော့နေတဲ့ရေတက်ထက်တားတယ်။မိခင်စီကပတ်စံတောင်းတယ် အရက်တောက်တွေရံဖြစ်ကောင်းတာသူတို့အပြည့်စီမကိုဒါကူမရာကူဒါမျိုးတော့တောက်ထိန်မလုပ်ဒါမှလည်းခုတစ်ခေါက်ထောင်ကြတာမှာထူးစန်းစန်းနဲ့နွားခူးမှုဖြစ်တယ်လို့သိရအယောပင်းကျင်းနိုင်ပါလေးရနဲ့တောက်ထိန်ထောင်နိုင်ကြခံခဲ့ထောင်၉လကြခဲ့တယ်အဲ့ဒီထောင်၉လကိုကြခံနေတာအခုမှချုပ်ရက်ကောဘာရောလေးလဝင်းကျင်မဲ့ရှိအောင်မယ်ဘယ်ရဘလို့ပြန်လွတ်လာရတော့မသိရောက်တောက်ထိန်ထောင်ကြသွားပြီးချိန်မှာကြားမိတာတော့အခုလိုသူ့ကိုနွားခူးမှုနဲ့လှုပ်ကြံစက်ခင်းပြီးထောင်ထဲထည့်ခဲ့တာဈီးပင်သားငါကြော်တို့ညီကိုပဲတဲ့နွားခူးပြီးတော့ပေါ်ခဲ့တာလည်းသူမဟုတ်ဘူးဆိုတော့လေ ပြပြသားသားဖြောင်းချက်ပေးတယ်လို့သိရဒါမှလည်းဘယ်သူသောအကြောင်းတွေကြောင့်မသိပါဘူးတောက်ထိန်ဆိုပြီးတော့တက်တရားခိုင်းလုံနေတော့တရားခံဖြစ်နေထောင်ကြခဲ့တာပါပဲသူနဲ့ဖြစ်တာငကြော်တို့များလားမဖြစ်နိုင်ဘူးကြီးရဲ့ငကြော်တို့ကဖုံးကြီးဝင်နေကြတာ哦ဟေးဒါဖြစ်ဘယ်သူနဲ့ဖြစ်မလဲဒီကောင်အแทးဝင်သွားတော့သူ့ကိုကြောက်ချခဲ့တဲ့တူကငကြော်တို့ပြန်ထွက်လာနဲ့ရန်ကြွေးကိုရှိမယ်ဆိုလားပြောနေသေးတယ်အခုငကြော်တို့ကဖုံးကြီးဝင်နေဆိုတော့သူတို့နဲ့မုံနိုင်ဘူးကြီးရဲ့ဟွန်းဒါဖြစ်ဘယ်သူတွေနဲ့ဖြစ်တယ်မသိပါဘူးဒီကလေးနဲ့လက်လွန်ချေလို့နေတော့ဖြစ်ကုန်တော့မှာပဲ အရင်ငွေဆရာချက်ချင်းကိုပဲလဲကောက်လို့ရရွာကိုအကူကြီးတောင်းပြီးတော့ငွေတော့ပိုက်ပြီးတော့ဈေးပင်သားရွာကိုလိုက်လာခဲ့ရွာကာလာသားတချို့လည်းရင်းငွေဆိုင်အကူကြီးပေးဖို့လိုက်ပါလာပြီးကြပါလက်ရနှစီဖြစ်သွားတာပေါ့တရင်လာပြောပေးသူတီဟာကတော့သူ့မိဆွေမြင်းကိုပြန်ပေးရမလို့မြင်းနဲ့ပဲလိုက်လေတယ်ဈေးပင်သားဖျားပွဲရတဘူတွေလာပြီးခါမှာပြုတ်လုတဲ့ပွဲဆိုတော့လိုက်အောင်အောက်မှာအရင်ငွေဆိုင်လိုလက်နှစီကအတော့နေလို့တောက်ထင်ရန်ဖြစ်တယ်ဆိုရနေရာစီကိုသွားနေကြဈေးပင်သားရာခြေစီကိုရောက်လာတော့တီဟာကကိုင်းကပေါ့ အကြီးလေးကိုတကြီးအိမ်စီလာခေါ်သွားလိုက်ဗျာကျုပ်မြင်းဝင်ပြီးတော့လာခဲ့လိုက်မယ်။ဟောအေးတီဟာအမြန်လာနော်ဟုတ်ကဲ့ပါကြီးလေးကတီဟာထွက်သွားတယ်။အကြီးငွေစိန်လုံးလဲရီဆက်မောင်းသွားတော့တီဟာလည်းမြင်းကိုပိုင်းရှင်စီပြန်ဖို့ထွက်သွားခဲ့။ဇီးမင်းသားရွာရဲ့တကြီးအိမ်စီမှာတောက်ထိန်ကိုထိတ်တုံးခတ်ပြီးတော့ဖမ်းဆီးထားတာကိုတွေ့လိုက်ရ။အကြီးငွေစိန်ကိုမြင်တော့တောက်ထိန်တယောက်ဝမ်းသာဖြစ်သွားလိမ့်တဲ့အတွင်နဲ့အမေမေကျိုးစီလိုက်လာလား။အေးနင်ပြက်တနာရှာမှာတော့ငါလိုက်လာရပြီဗော။အားကျုပ်ကပြက်တနာရှာမဟုတ်ပါဘူးဗျာ။ကျုပ်အမှန်တရားဘက်ကရက်တီပြီးတာ။ အေးနေပြဿနာမဆိုင်ငါဒီဒီရောက်မလောက်လေငါတောက်ထင်ရင်ဟမ်အရင်ငွေစိန်သားပြည်သူအငေါ်တူးလိုက်ပြီးတော့တစ်ဖက်မှရွာလူကြီးတွေနဲ့ရင်ဆိုင်ဖြေရှင်းဖို့လှုပ်ဇီးပင်သားရွာရဲ့တကြီးဥမောင်ဝကအကြီးလေးအကြီးလေးကိုတော့အားနာတယ်ဗျာအကြီးလေးသားတောက်ထင်ရတော့အတော့ဆိုးနေပြီဘလူတွေတောင်ဖြစ်ကုန်လို့လဲတကြီးရဲ့ဒီကောင်ဗျာမကြံကောင်းမစီရတောင်ချောင်းထဲကလူကံမိုးဝင်းပြီးတော့ဖောက်ထွင်းနေတယ်လေအဲ့တော့ဦးစင်းကကြော်တော့ကမြင်ပြီးတော့ဝင်ရောက်တားမရကနေရိုက်ပွဲတွေဖြစ်ကုန်ကြတာပဲရလကတော့အကြီးလေးမြင်တဲ့အတိုင်းပဲပြော ဘုံကြီးဝင်းနဲ့ငါကျော်တို့၃ယောက်ကိုထိပ်ပေါက်ခေါင်းခွဲဖြစ်ပြီးတော့ထိုင်နေတာလဲတွေ့ရတယ်။တကြီးကြုံမှန်တရားကိုပြောပြပြီးသားနော်အမေမဟုတ်တာညပြောမနေနဲ့ဗျ။ဟေးကောင်တောက်ထင်မင်းလောက်တောင်မြင်လို့အကုန်လုံးကဝင်တားနေကြတာလေပြီးတော့တို့ကသင်ငန်းဝင်နေကွာ။အော်သင်ငန်းဝင်တာနဲ့ပဲအီကကျွဲဖြစ်ရအောင်လား။တိမဲတကြီးကျိုးဆွဲကောင်အရက်တောက်တာရန်ဖြစ်တာလောက်ပဲရှိတာဗျ။သူတို့အပြင်စီဆိုအတ်တို့တချောင်းတော့မယူဘူး။ပြီးတော့ခမားတို့ကျုံတိအောင်တခုပြောပြတာ။ကျိုးဆွဲကောင်မရှိလို့ဆိုတော့ဖျားပြင်စီကိုပိုးတောင်ယူစားမယ်ထဲမှာမပါဘူးနားလေလား။ ။ရှာမွေးပေါက်သွားပါစေစီဗျာ။ဒါရီကလူမီးမပြောတဲ့စကားတွေပါတောက်ထင်ရဲ့။နွားတော်မင်းခိုးသေးတာပဲ။ခုလဲခိုးကြောင်ခိုးဝဲမင်းလုံးနေအောင်ငါတို့မြင်မဲလေ။ဘုံကြီးဝင်းနဲ့ငါကြောကဝင်ရောက်ပြီးတော့အတွန်းစကားပြောလာ။တောက်ထင်ဒေါသထွက်သွားပြီးတိတ်တုံးယူဝုံနေထလာရင်။ဟိအောင်ငါကြော။လူကန်ဘုံဖောက်ထွင်းတာမင်းတို့ဆိုတာဖျားသည့်နတ်ဒီကွာ။ငါမင်းတို့နွားခိုးတဲ့ကိစ္စငါစီပုံချလာလို့တတ်တတ်စီးရင်လာရှင်းလား။မင်းတို့ဒီလိမ်မယ်ဆိုရင်လဲဝေထားတဲ့ကိုဘသင်္ကန်းတော့အားနာ哦။ဘာကွာ။ တောက်ထိန်နဲ့ငကြောတို့ဥစဉ်သုံးပါရုံးရင်ဆန်ခတ်ထပ်ပြီးတော့ဖြစ်လူလူဖြစ်လာတောက်ထိန်တောက်ထိန်နင့်တော်တော့သူတို့ကဘုံကြီးဝင်းနဲ့ကိုချင်းကိုနေမဲ့ခိုးမှာအရင်ဝင်စိတ်နားမခံနိုင်တော့တားဆိုးအတွက်ကိုစိတ်တွေလည်းပင်ပန်းတို့အချက်တွေလည်းရခဲ့ပေါင်းမနေတော့ခုတခါလဲတားဆိုးရဲ့လောက်ကအလုံးမင်းအကြီးတန်သွားကြည့်တကြီးဒီကောင်တောက်ထိန်လှုပ်တယ်ဆိုတာသေးကြတယ်မဟုတ်လားအရင်ဝင်စိတ်ကမေးမြလိုက်တယ်တကြီးဦးမောင်ဝါက သူလောက်တာအမှန်ပဲရီးလေးရဲ့ကျုပ်တို့ရောက်သွားတဲ့အချိန်မှာဦးစင်းငကြော်တို့သုံးပါအလဲလဲပြူပြူဖြစ်နေပြီရီးလေးသားရဲ့လက်ထဲမှာလည်းပစိုးနဲ့ထုတ်ထားတယ်လူခံငွေတွေကိုတွေးရတယ်ဗျကောင်းပြီလေဒီကိစ္စအတွက်ကိုရီးလေးဘယ်လိုလုပ်ပေးရမလဲရီးလေးသားအခုမှထောင်အားလွတ်လာဆိုတိုင်တော်ပြီးတော့အแทပြန်ဝင်မှုတော့ကျုပ်တို့မလုပ်ချင်ဘူးဒါတော့ပျက်စီးသွားတဲ့လူခံဘုံနဲ့ထိခိုက်နေတာမှုဖြစ်ထားတဲ့ဦးစင်းငကြော်တို့သုံးပါအတွက်ဈေးဘွားကပေးချေဖို့ပဲမျှော်လင့်ပါတယ်ဗျဟုတ်ပါပြီဒါဖြင့်ရီးလေးအဲ့အတွက်ကိုတာဝန်ယူပါတယ်နော် အကြီးလေးဝေစိန်တစ်ဖက်ကသဘောတူညီတဲ့အထိဆောင်ရွက်ပေးပြီးတော့တောက်ထင်းကိုထုတ်ယူခဲ့လိုက်တောက်ထင်းအောင်တလန်းလုံးတောက်တစ်ခါခတ်အန်တကြိတ်ကြိတ်နဲ့အကြီးလေးငွေစိန်ကတော့တလန်းလုံးစကားမပြောတော့ပဲငြိမ်သက်တွေ့ဝဲပြီးတော့လိုက်ပါလာခဲ့ပါတယ်ဒီဖြစ်ပျက်တွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့တောက်ထင်းရွာကိုပြန်ပြီးသုံးရက်ကြာမှဘဲကိုထွက်သွားမှမသိပါပဲပျောက်သွားခဲ့ပါတော့တယ်အယိုးစီဒီကလေးစီမှာသူတော်တယောက်ယောဂအသွင်းနဲ့တမထအချင်းကိုကြင့်ကြံနေမိသူအနေနဲ့ပြည်တံတို့ကိုတဝက်ဆေးကြောပြီးတဲ့ကစိတ်ရှိလေတိုင်း လိုအပ်တဲ့အခါတိုင်းမှာမူလပြန်ခွင့်ကိုရရှိထားပြီးမို့အခုလဲသူတကာမြင်ကွင်းစီမှာနေရာထိုင်မခတ်စီကိုမူလပြန်ရင်းနဲ့ရှိနေတာဖြစ်ပါတယ်။ကောက်သေးရိတ်ပြီးတော့ရိုးပြတွေသာကြံရစ်တဲ့လေပြင်းတို့ကိုဖျက်တမ်းလာတဲ့လင်းချင်းတို့ကသူတော်ရှိနေရာဇေဒီကလေးစီကိုရောက်ရှိတိုက်ခတ်နေပြီးတော့ဇဲလဲကလေးများကိုတချင်ချင်းလှောက်ခတ်နေစေတယ်။အချိန်ညနေရဲ့စည်းစာနေကြီးဖြားဖြားကသူတော်ရဲ့ယောဂီဝိကိုဘော်စီကိုထိုးဆိုင်ကြနေရာအဝေးကမြင်ရဖြင့်တကယ်ကိုမျက်စိပသာရဖြစ်စရာကောင်းနေပါရဲ့။သူတော်သမထထိုင်နေတဲ့ရုတ်တရက်နန်စိတ်ကလွင့်ငနေဖြစ်သွား။ ။တတိထားကြည့်လိုက်ပြီးတော့စိန်ဆိုင်ရီတသွင်သွင်စီးစင်နေတဲ့နေရာတစ်ခုသူတော်ပတ်ဝန်းကျင်ကိုတန်တော်ကြည့်နေမိ။ငါသူတော်ဂျေသူရှင်အဘဇာတိရဲ့အတန်းသူတော်ခြာကနေလဲကြည့်ပြီးတော့စမ်းချောင်းလဲစီကကြောက်တုံးတစ်ခုပေါ်မှာထိုင်နေတဲ့အဘိုးဇာတိအရှိလာမဲ့စနေနေ့မှာသာသနာကိုညှိုးနှွမ်းစေမယ့်ကိစ္စတစ်ခု လေပင်ရွာစီမှာဖြစ်ပွားလိမ့်မယ်။ဘလို့ရဲ့ဘူးရဲ့ကျုပ်ကိုရှင်းလင်းအောင်မိန်ကြပါဦး။ဒီလိုငါသူတော်လောကမှာလူမိုင်းမျိုးမျိုးရှိတယ် ဒီထဲမှာမှရိုးကုန်ထားပြီးမိုက်တက်တဲ့လူမိုက်မျိုးဟာလည်းပါဝင်တယ်။အခုဖြစ်လာမယ့်အဖြစ်အပျက်မှာရိုးကုန်ထားပြီးမိုက်တက်တဲ့လူမိုက်တယောက်သူဟာတစုံတစ်ခုသောကိစ္စကိုအကြောင်းပြုပြီးလူတွေရဲ့ကိုးကွယ်ရေးဆိုင်ရာဘာသာရေးကိုအထင်တစ်မျိုးရှိသွားခဲ့။ဒါကြောင့်သူဟာလွဲမှားတဲ့အထက်နဲ့သာသနာအရေးကိုအယောင်ဆောင်ခြုံပြီးတော့မဟုတ်တမ်းတရားပြုလိုက်မယ်ကော။ဆက်ပြောပါဦးဘူး။တကယ်တော့အဲ့ဒီသူဟာသာသနာဝင်ကိုအလင်းတစောင်းဖြစ်နေအစ်စ်မှန်ထမ်းရမယ်သူတော်ဦးပဲ။ သူ့ရဲ့လွဲမားနေတဲ့ထင်မြင်တွေကိုစိတ်ရင်းမှန်စီရောက်ရှိအောင်နင်းဆွမ်းဆောင်ရသာသနာကိုညှိုးနှွမ်းစီမဲ့သူပြုတဲ့ဒီလိုကိစ္စရတိုင်းဟာလောကမှာဖြစ်လေဖြစ်တာရှိတယ်ဆိုတာကိုသူနဲ့ပတ်သက်ပြီးသာသနာအတွက်ညှီဆွန်းစီတာကိုဘာမှမဖြစ်စေချင်ငါတို့ဟာသာသနာဝင်ကိုသင်ကန်းဝတ်ပြီးတော့မထမ်းရွံ့နိုင်မိမဲ့ဆောင်ထင်းတဲ့နေသူကိုဆောင်ထင်းနိုင်စေဖို့တော့စွမ်းရလိမ့်ဒီကိစ္စမှာအလွဲကျော်တစုံတရာမဖြစ်ပါစေနဲ့ငါတို့တော့သူတော်နဲ့နဲ့တော့သဘောပေါက်ပါပြီအင်းဒီကိစ္စကိုနင်ဖြေရှင်းပေးပါဒီကိစ္စအတွက် နေရဲ့ပြည်တံ၃ခုတိတိကိုလျှော့ပေါ့ပါလိမ့်မယ်။ကောင်းပါပြီ။သူတော်စွမ်းကိုစွမ်းဆောင်ပါမယ်။အေးတမာဒီဝအတိဒရဘုံမှာအဘိုးစားကြီးကဒီကားတော်ကိုရေရွတ်လိုက်ပြီးတော့ပျောက်ကွယ်သွားလေတော့သူတော်ရဲ့နန်းစိတ်ကလည်းလွင့်ကနေဖြစ်ပြီးအယိုးစီဒီကလေးစီကိုပြန်လဲလို့ရောက်ရှိလာတယ်။သူတော်အတိကတ်တာနဲ့မြက်ဝန်းတွေကိုဖွင့်ကြည့်လိုက်ပြီ။အိုးမွေးတဲ့ကောင်ပါလား။မြဝန်းနေကိုဖွင့်ဝင်ခြင်းမှာပဲလက်ကြံနေကြီးဖြိုးပြပြတို့ထိုးဆိုင်ကြာစင်းတဲ့ရိုးစီကလေးစီမှာ အထက်ထက်ရစ်ခွေပြီးတော့ပေါင်လုံးလောက်ရှိနိုင်တဲ့မဲနဲ့နဲ့မွေးကြီးတစ်ကောင်ကိုဗပြင်းထောင်လို့သူ့ကိုကြည့်နေတာမြင်လိုက်ရမွေးကြီးရဲ့ဘဲချိန်ကလေးကသူတော်စီကိုအကဲခတ်ကြည့်နေလေတယ်မသိပါဘူးသူတော်ကလည်းမွေးကြီးရဲ့မျက်ဝန်းစူးစူးကိုတိတ်တိတ်ဆိုင်ဆိုင်ပဲပြန်ကြည့်လိုက် ပုံရင်းတို့မျက်ဝန်းစီမှာထင်ရပေါ်လာတယ်အော်အယိုးစေဒီဆွေးနေပြီဖြစ်ပေမဲ့တရိယာလိုယာညာဒီပေသည်ရည်ရွယ်ဟာမပြည့်စုံ မျောမန့်လို့ထမမြောက်ကာကန်ရှင်အတွက်ကအစွဲသည်သာဖြစ်စီတော့ရဲ့သူတော်တံဝေကရပွဲအဖြစ်ကိုရည်ညွှန်းလိုက် အယိုးစေးလေးကလေးကပြီးမှတ်တမ်းကိုစောကလေးကဖတ်ရှုပြီးသားပေမို့အယိုးပိုင်ရှင်ကလေးပိုင်ရှင်ကြီးဦးမြတောင်းဆိုတော့သိမိပါတယ်။အခုလက်ရှိအယိုးစေးလေးစီမှာရစ်ပတ်နေမွေကြီးကလည်းတစ်ချိန်ကလေးပိုင်ရှင်ကြီးပဲဆိုတာသူတော်တီထားမိပြီလေ။လေးပိုင်ရှင်ကြီးရေကျွတ်လွတ်လွန်လင်ကောင်းကိုညှိမ့်မှာ။သူတော်မေးမြန်းလိုက်။အဲဒီဒိဋ္ဌံဘဝဆိုတာအစွဲကြောင့်ဖြစ်တဲ့ရောက်တတ်ကြတာများ။ဒီလေးပိုင်ရှင်ကြီးကအတိတ်ကာလအလူတန်းတွေရဲ့ရော်ပြုတ်ခဲ့ဘူးတာကိုလည်းကပြီးမှတ်တမ်းတွေမှာရေးထွင်းပြီးသားမလို့သူတော်ဖတ်ရှုထားမိလေ။မွေရသူတော်စကားကိုနားလေနေလားခေါင်းကိုညှိမ့်လိုက် ကောင်းပါပြီကျုံမက်မြန်မာရွာတွေဝင်ပြီးတော့လေပိုင်ရှင်ရဲ့မိသားစုအတိပေးပြောပြပါသူတို့စီမံကိုလေပိုင်ရှင်လိုက်လံဆောင်ရွက်ပေးကြည့်ပေါ့မွေးကသူတို့စကားကိုခေါင်းငိမ့်ငိမ့်နဲ့တုံ့ပြန်ပြီးတော့ဗပင်းချလို့တစ်ဖက်စီကိုရှော့ကနေဆင်းလို့ထွားသွားပါတော့တယ်သူတို့လည်းလက်ကြံလုတ်ကိုဆက်ပြီးတော့လှုပ်လိုက်ဒီလိုနဲ့ညာဦးပန်းရောက်လို့ရိုးစီဒီကလေးစီမှာပဲတင်းတို့လှဲချင်းလို့အိတ်ဆက်လိုက်ပါတယ်ငါတူငါတူနားရဲစီကအတန်းကြောင့်သူတို့ဆက်ကနေမော်ကြည့်မိသူမျက်နှာကိုမိုးအောင်လို့ကြည့်နေလူကြီးတယောက် လဲပိုင်ရှင်ကြီးပဲဆိုတော့သူတော်သိလိုက်မိဘာကြီးကညနေတုန်းကတူမောင်နဲ့စကားပြောတဲ့မွေကြီးပါမနေ့ပြန်ငါတူသွားတဲ့ကဒီပြည်စည်းလေးကိုပြပေးပါဒါဆိုသူတို့ငါတူပြောတာကိုယုံပါလိမ့်မယ်ကောင်းပါပြီသူတော်လေးလဲပိုင်ရှင်ကြီးပြေးရလာတဲ့ຢာလေးကိုလက်ခံယူလိုက်မျက်စိရှိမှလည်းလဲပိုင်ရှင်ကြီးကဟုတ်နဲ့ပျောက်သွားပြီးတော့ရိုးစီဒီကလေးကတစ်ဖက်စီကနေကြောတိုက်ထွက်သွားတယ်ကိုကြားရလိမ့်တယ်သူတော်လေးလက်ထဲကຢာလေးကိုစုပ်ကင်ထားကဖြီးကြည့်လိုက်ပြီးတော့ရွှေအောင်ရင်နိုးလေးတစ်ခု နောက်နေ့မနက်မှာတော့သူတို့အရွာတွေကိုဝင်းခဲ့လိုက်ပြီးတော့လေပိုင်ရှင်ကြီးတို့မိသားစုစီကိုရှာဖွေရောက်ရှိလာခဲ့ပါတယ်။နောက်တော့လေပိုင်ရှင်ကြီးတို့မိသားစုဝင်တွေအားလုံးဟာသူတို့ပြောပြတာကိုစိတ်ဝင်စားနားထောင်ကြရင်းနဲ့မယုံကြည်နိုင်တဲ့မျက်ဝန်းအနေနဲ့ကြည့်နေကြ။သူတို့ကအလုံးစုံပြောပြပြီးတော့ညာတုန်းကလေပိုင်ရှင်ကြီးပေးရလာတဲ့ရင်နိုးကလေးကိုသူ့အိတ်ထဲကနေထုတ်ပေးလိုက်လေ။ရင်နိုးကလေးကိုမြင်တော့လေပိုင်ရှင်ကြီးတို့မိသားစုကရုတ်တရက်ချုံမွဲချငိုကြပါတော့တယ်။နောက်မှသူတို့အကြောင်းစုံသိရသလောက်အကြောင်းစုံမှာကဒီရင်နိုးကလေးကသူတို့ဖခင်တိတ်မြတ်နိုးတဲ့ရာဖြစ်ကြောင်းနဲ့ ဒီဥတ္တရတိမ့်ထုတ်ထားတဲ့အရာဖြစ်ကြောင်းဒေဆုံးချိန်မှာပဲစီထားရတယ်ဆိုတာမပြောပြခဲ့ပဲပျောက်ဆုံးနေရကအခုမှသာပြန်ပြီးတော့တွေ့ရအကြောင်းကိုပြောပြရင်လို့လေးကြောင့်ပဲသူတို့ပြောပြတာတွေကိုသူတို့လက်ခံပါပြီဆိုတာကိုလည်းအတိပေးတယ်သူတို့ကလည်းကြံတာကိုသူတို့အစဉ်ပြေသူတို့သာဆက်လက်ပြီးတော့ဆောင်ရွက်ပေးဖို့မှာလေးပြီးနှုတ်ဆက်ထွက်ခွာခဲ့ပါတယ်တောင်းတင်ရွာနေပျောက်သွားခဲ့တာတလားတိကြာခဲ့ပြီးတဲ့နောက်အကြီးလေးရေအကြီးလေးဟေးဘယ်သူလဲကျုပ်ဘူးမတော့ဟိုရွာထဲမှာအကြီးလေးသားတောက်တောက်ထိန်တောက်ထိန်ဒီကောင်ပြန်လာပြီလား ရွာထိပ်မှာဘာပြဿနာရှာပြန်ပြီလဲပြဿနာရှာတာမဟုတ်ဘူးကြီးရဲ့ဟိုတင်ကန်းနဲ့ရဟန်းဝင်လာတာဟင်ဘယ်လိုမှထင်မှမထားတဲ့စကားကြောင့်ရင်းငွေစိန်အလိုမင်းအံဩသွားသူသားဘလို့ဒီတော့ပြောင်းလဲသွားတာပါလိမ့်မို့တုတ်တုတ်ပြပြနဲ့သားဖြစ်သူအင်စီရောက်လာအောင်တော့ရင်းငွေမဆောင်နိုင်တော့အိမ်မောကဆင်းလို့သားဖြစ်သူရှိတယ်ဆိုတဲ့စီကိုအပြေးထွက်ခဲ့မိတော့တာကြီးသားပြေသူမြင်မိလိုက်တော့ဥပီးပြောင်ပြောင်တင်ငန်းရင်ကနီးဆူဆူနဲ့မျက်လွာကိုချထားပြီးတော့တကယ်ကိုကြီးညိုပွဲအားဆင်းနေရှိနေတယ် ရုတ်တရက်တော့မြင်ကွင်းကိုကြည့်ပြီးတော့အရင်ငွေစိန်ကြက်တွေတင်မိတာပေါ့တကမာကြီးရန်ဝင်းနဲ့တောက်ထိန်ရဲ့ပါဇက်စီကပထမဆုံးထွက်ပေါ်လာတဲ့စကားတန်ဒါတောက်ထိန်အဲဦးစင်အရင်ငွေစိန်ရင်ထဲမှာပီတိဟုံတို့ကပြင်းပြင်းပြပြအမေသားကြီးအကျိုးတရားရသွားခဲ့ပြီပေါ့ဒါပေါ့တကမာကြီးရဲ့ဦးစင်တောင်းတဲ့နှုတ်ထွက်စကားအဆုံးမှာအရင်ငွေစင်အမေစီကိုဒူးတုတ်ဝတ်သွားလို့ဒါရန်ကိုဥခိုက်ကြတော့ဘုလောက်ဆောင်ပါလေ အရင်ဝင်စိန်စီကအိုဆိုတဲ့အာမေရိတ်စကားဦးစင်တောက်ထင်ရလဲမျက်မှောင်ကျုပ်သွား။ဘာကြောင့်လဲဆိုတော့အရင်ဝင်စင်ရလက်အုပ်ချပြီးတော့တားရန်ကိုဥခိုက်မယ်လို့ရ။အလုံးမင်းထူးဆန်းသွားတဲ့ပဲခန္ဓာကိုယ်ကအရှိစီကိုကိုင်းကုန်းလို့မရခဲ့ဘူး။အော်ရေးထဲမှာပဲဒီခါကတမောက်တားရန်ကိုဥခိုက်မရတာသူမရဲ့ခန္ဓာစီကချုံရင်းမှုလို့အရင်ဝင်စင်ယူဆလိုက်တယ်။သူတို့သားမီးနှစ်ယောက်အဖြစ်ကိုအနီးဝင်းချင်းမှာရှိတဲ့လူသူအားလုံးကဝိုင်းဝန်းကြည့်နေကြ။သူတို့အားလုံးရဲ့မျက်ဝန်းစီမှာတော့တောက်ထင်ခုလို့ပြောင်းလဲသွားမှုတွေမြုံချီနိုင်လောက်အောင်ဖြစ်နေရ။ တာယဟန်ရဲ့မေတော်တာယန်ကိုဥခိုက်ခြင်းလုံးတော့မှာခါစီကနာကျင်မှုကြောင့်ပြက်ပြရတယ်။ရပါတယ်တက္ကမကြီး။ဒီနေ့ကတော့မရတော့မနှက်ပြန်ရမှာပါပဲ။ဒီမှာဗျာ။တက္ကမကြီးမနှက်ပြန်မနှက်မှာဥစဉ်ကိုစွန့်ကတ်လှဲ့ပါ။ဝန်တွင်သားတစ်မျိုးကိုဥစဉ်ဖုံးပေးခြင်းမိပါတယ်။တာယန်စီကပထမဆုံးတောင်းဆိုမှုအရင်ငွေစိမ်းအလိုမင်းပီတိဝင်ရလေ။တာယန်စီကပထမဆုံးတောင်းဆိုမှုကိုအရင်ငွေစိမ်းအလိုမင်းပီတိဘဝင်ထိရလေ။ဖြစ်စေရပါမယ်တာယန်။ တာရူပါဒကမကြီးဒါနဲ့တာယန်ကဘယ်စီမှာသတင်းသုံးပါမလဲဒကမကြီးအိမ်မှာပဲနေပါမယ်တပီတော့လုံမင်းဝမ်းမြောက်ရပါတယ်ခရားအရင်ငွေစိန်တယောက်ဈေးဘွင်တို့လွန်စွာမကိုကြည်ပြနေရတက်ကြွားစွာနဲ့တာယန်ကိုရိုးကျိုးပဲလက်အုပ်ချင်းနဲ့အင်ဂျီကိုပိတ်ငဲ့လိုက်ဦးစင်ဝင်တောက်ထိန်ကတော့ရင်ထဲကမချီပြုံးကိုပြုံးနေမိငါကျော်တို့တုန်းကရန်ဝင်တယ်မလို့သူကဝင်တားသူဖြစ်ပြီးတရားခံလဲသူပဲဖြစ်ခဲ့ရတယ်ဒီအတွက်ကိုသူ့အနေနဲ့ကောင်းကောင်းကြီးတုံ့ပြန်လိုတာကြောင့် အခုအကျန်းစီကိုရပောင်းများစွာတွေးတော့ပြီးတော့ကောင်းထဲပေါ်လာခြင်းရဲ့ပေါ့တကယ်တော့သူကယဟန်မမီပါတပါတော့ရစီမာသင်္ကန်းနှဆုံဝယ်ယူပြီးတော့ကောင်းကိုတုံးလို့ဝေးယုံခဲ့တာပဲဖြစ်ပါတယ်အဓိကအပြင်ငကြော်တို့နဲ့သူနဲ့ဖြစ်စဉ်ကိုမြင်သာစေခြင်းလုံးလို့လက်စားချေတုံးပြန်တာဖြစ်ပြီးတော့သင်္ကန်းဝစ်ထားတိုင်းလူကောင်းသူကောင်းမဟုတ်ဘူးဆိုတာကိုသူကတတ်သိတာရကနဲ့လှုပ်ပြလိုခဲ့တာပါဒီတော့ကြောင့်ရွာစီကနေထွက်ခဲ့ပြီးတော့တလားကြာမှအခုလိုအတွင်းနဲ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။အိမ်ဝင်ရောက်တော့နေရကြာပြီးမိခင်ဖြစ်သူကခင်းချင်းကြွေးမွေးလာတဲ့ ဇီဦးထောဘတ်တို့ပြင်ဦးပြပြစားပွဲအားတို့ကိုတောက်ထိန်သုံးဆောင်ဝင်ရခဲ့လေးရမြောင်နေ့မှာတော့စားကျင်နာတွေအကုန်လုံးတောင်းဆိုလို့တောက်ထိန်စားတောက်ပြီးပါပြီဒီခါသူလှုပ်လို့ရအတွက်ကိုလည်းအခွင့်ကြပြီမို့လို့တောက်ထိန်ဟာ၃ရက်ကြာမတောက်၃ရက်ရတဲ့အရက်ကိုအာသာပြင်းပြင်းတောင်းတလာခဲ့ပါပြီဒီအတွက်ကိုလည်းသူကြိုတင်စီစဉ်ထားပြီးသားမနေ့တုန်းကအိမ်နဘေးကနွားချောင်းသားလေးဖိုးတော်ဈေးဖော်ဖို့ဆိုပြီးတော့အကြောင်းပြလို့သွားရောက်ဝယ်ယူခိုင်းထားခဲ့တယ်လीတောက်ထိန်တင်းကုတ်အထဲကိုဝင်ခဲ့ပြီးတော့သူဖွက်ထားခဲ့တဲ့အရက်ပလင်းကိုယူလိုက်ပြီးတော့အငမ်းမရပဲမောတောက်လိုက်ပါလေ ောင်းရင်ပါစားတဲ့ကရက်တို့ကိုထွေကနေပြန်ပြီးတော့ထွေးထုတ်လိုက်မိသူဝဲယူခိုင်းထားတဲ့အရက်ဦးရေတို့ဟာအရက်အရသာပျောက်ဆုံးနေပြီးတော့ရေကိုတောင်းရတယ်လားပေါ်ချော့ကြီးဖြစ်လို့နေပါတယ်အနန္တကတော့အရက်နှံ့ကိုမှစူးရှားရှားသိင်းလို့ရင်ဟာဘလို့ဖြစ်တာပါလဲတောင်းရင်နောက်တစ်ခေါက်ဆန်းပြီးတော့တောက်ကြည့်လိုက်ဟမ်ဘလို့ဖြစ်တာလဲအရက်တို့ကအနန္တသာရှိပြီးတော့အရသာရှိမနေတောက်ထိန်ကြီးတွားလိုက်မိခန္ဓာကိုယ်စီကအရက်ကို၄-၅လောက်မတောက်ဖြစ်ခဲ့တာမလို့အရက်ကိုစားလောင်မုတ်သိမ့်မှုတို့ကပြင်းပြပြခံစားနေရတယ် ဒါကအရက်ရင်းထားတဲ့ခံစားချက်ဒီခံစားချက်နဲ့တူတောက်ထင်ရဒေါသတို့လည်းဖြစ်ပေါ်လာပါလေဟာဟိုခွေးမသားလေးစောက်လွဲဝယ်လာလားမသိဘူးကွာတွားကွာဒေါသကြီးနဲ့အဝဲတော်လှုပ်ပြီးတဲ့ဖိုးထောင်အပြည့်တင်ဆဲဆိုကအရက်ပလင်းကိုကင်ပေါက်လှုပ်ပြစ်ပြီးတော့တောက်ထင်တင်းကုန်ထဲကနေထွက်လာခဲ့လိုက်အိမ်ပေါ်ပြန်တက်မယ်လို့တော့အကြီးငွေဆိုင်ရအရှိကနေရောက်ရှိလာပြီလက်အုပ်ကြီးကတားယဟန်မေတော်ညာကင်းအတွက်ကိုအစာပြေဖုံးပေးဖို့ဘာများလှုပ်ပေးရမလဲဖေဟာတောက်ထင်ဒေါသအရှိမပြေး ခန္ဓာစီကအရက်ရင်းထားမှုအတော့ကိုဆိုးရွားနေခဲ့မိခင်ဖြစ်သူလည်းစိတ်ရှုပ်ထွေးညင်ညူးစွာနဲ့ကြည့်လိုက်ဒီမဲ့ဖွားကြီးကျုပ်ကဘုံကြီးစိတ်မဟုတ်ဘူးဗျာဟင်တာပြည်သူကြီးကမြောင်းလင်မထားတဲ့ဇကားကိုဒေါသတကြီးနဲ့ဟဲ့អော်ပြောလာမလို့ရည်ငွေစင်ရုပ်တဲ့အန်အားတင်သွားတာတာယန်ဘာတာယန်မှမဟုတ်ကျုပ်ကတင်ကန်းယုံထိုင်းတိတ်ကိုယိုသေးတတ်တဲ့ခမားတို့ပညာပေးကြလို့အခုလိုတင်ကန်းကိုခြုံပြီးတော့ယုံပြထားတာရည်ငွေစင်ရင်ထဲမှာစိုးကနေဖြစ်သွားပြီးတော့မကြည့်တင်ငယ် ဖြစ်မှာဖြစ်ရလေးလို့ရေရွမိလိုက်ပြီးတော့ဆက်လက်ပြီးအမေမာတော့လေအမေသားလူမကြီးကိုတင်ကန်းဝန်းနဲ့မြင်ရလို့ကြည်ညိုပြီးပီတိတွေဖြစ်နေရတာဘလူမြန်းဖြစ်ရတာလဲငါသားရဲ့တောက်ထိန်ကြဲကြဲလောင်လောင်မဲဟေအော်ကြီးမောလိုက်ပြီးပြီးတော့အရာရာကိုနာကြည့်နေတဲ့စိတ်နဲ့မျက်ရည်စားတို့ရစ်တီဝိုင်းကခမားတို့ဇီးပင်သားမှာဖြစ်ခဲ့တဲ့ဖြစ်ပြောင်းမှတ်မိကြသေးလားအလူကံဘုံကိုတင်ကန်းကြီးခြုံထားတဲ့ငါကြော်တို့ကဖောက်ထွင်းနေတာ ျုပ်ကကျုပ်ကိုနွားခူးမှုပေါ်ထိုးချခံတဲ့ကိစ္စကိုဒီကောင်လေးစီကိုသွားတာဟိုရောက်တော့ဒီကောင်လေးကလူကံပုံးကိုဖောက်ထွင်းနေတယ်ကျုပ်ကဝင်တားတယ်ပြဿနာဖြစ်လို့အများကြီးတော့ကျုပ်ကတခိုးတယ်သူတို့ကသင်္ကန်းဝင်နေမလို့ခိုးတာမဖြစ်နိုင်ဘူးလေခမောင်းကိုတိုင်းတော့တားရင်ပဲကျုပ်ကိုညုံညင်ခဲ့တာလေအဲ့ဒါကောင်းလားအင်းကောင်းလားခမောင်းတို့တွေကလေသင်္ကန်းယုံထားတာမြင်အစ်စ်လားတူလားမွေခွဲတတ်ဘူးသင်္ကန်းမြင်လက်အုပ်ကြည့်ဖို့ပဲခမောင်းကိုသိတယ်ဒီဖြစ်ကိုကျုပ်ကသင်္ကန်းသာကောင်းကောင်းပေးချင်လို့ခုလိုလုပ်တာပဲတောက်ရင်တခိုးအဆွဆွဲခံရစင်တော့ကခံပင်းစိတ်တို့ကပောက်ကွဲထွက်လာခဲ့ အရေးငွေစိန်ကတော့မျက်ရည်လဲဆွဲနေပေါ့နဘေးပဝင်းကြီးကလူသူတို့ကလည်းဝိုင်းဝန်းကြည့်လာကြပြီဒီလိုစကားအတန်တွေကလည်းညံလို့ရဒါရဲ့အမေမှားခဲ့ပါတယ်ဒါမဲ့လေအမေသားလေးကိုသင်ကန်းဝင်းနဲ့မြင်ပြီးတော့အမေရင်ထဲမှာအဲ့ဒီခံစားချက်တွေစားဝမ်းသာမှုတွေအေးချမ်းမှုတွေကိုခံစားရတယ်ကျုပ်ကလည်းအမြင်နဲ့တင်ရာရာဆုံးဖြတ်တဲ့ခမည်းတော်ကိုအဲ့လိုဖြစ်စေချင်တာလေတော်ပြီဗျကျုပ်ရက်သိမ့်စာနေကျုပ်သွားတော့မယ်တောက်ထိန်ယုံထားတဲ့သင်ကန်းကိုချွတ်ချပြီးထွက်သွားဖို့ကြံလိုက်ဒီကအကြီးငွေစင်းကကမန်းကရန်လမ်းဆွဲလိုက်ပြီးတော့ တာတာမတော်ပါနဲ့ဝန်နေစမ်းပါဗျာတောက်ထိန်ပြောဆိုရင်အတင်းဆောင်ယုံလိုက်တော့ရင်းဝယ်စိန်တိုးတိုက်ဆွဲပါပြီးတော့လဲကြသွားတာမလုပ်ပါနဲ့အရင်မတော့ပါနဲ့ကွယ်အမေတို့အစိမ့်မှန်ဖြစ်တင်ကန်းဝစ်ပေးပါနော်တောက်ထိန်ကမိခင်ပြည့်သူလက်ကိုအတင်းဖြုတ်ချပြီးတော့ဆက်သွားဖို့လုပ်ရင်းဝယ်စိန်ကလည်းဇွဲမလျှော့တားပြည့်သူတို့ဆက်ပြီးတော့မမိုက်စေလိုတော့တာမလို့မရမကတားပြည့်ဖို့ဆုံးဖြတ်ထားလေတယ်တောက်ထိန်ကလည်းမရအရန်ကိုရင်းထားနေခဲ့လေပြီဒီတော့တားမိညောင်းအမြင်ခွင့်ဟာရုပ်ပြတ်စင်းပြတ်ပေါ့ မြင်ကွင်းကြောင့်နဘေးဝင်းကျင်ကလူသူတို့ပါဝင်လာကြဟေးလူတွေတောက်မမကန့်နဲ့တော့ကျုပ်ဘသူမှခွင်းလို့မှမဟုတ်မိခမရလည်းဖေဗျာတောက်ထင်ပြောက်ရုံရင်ဆန်ကအချင်းတွေကိုဖန်တီးလာမြင်သူတို့ကလည်းရက်ကြည့်မနေနိုင်ကြတော့ပါဘူးတောက်ထင်မင်းမေကိုမင်းခုလိုလုံနေရတယ်ရက်သိမ့်ပြီကွာဟုတ်တယ်တောက်ထင်ငါတို့ရက်ကြည့်နေအကောင်းမဟုတ်တော့မင်းမေကိုလည်းမင်းပြန်ကြည့်ဦးဝိုင်းမီးပြီးတော့ပြောလာကြမယ်တောက်ထင်ကတော့ဂီးမဆိုင်ပါဘူးခမောင်းနဲ့မဆိုင်ဘူးဒါကျုပ်သားမိကိစ္စပြီးပြန်နေကြတောက်ထင်ဟစ်အော်လိုက် ဒီတော့ကြည်မနေနိုင်တဲ့သူတို့ကဒုတ်တို့ဓာတို့ဆွဲကုန်ကြတောင်းထင်ရလဲဒီအခြေအနေကိုတုံ့ပြန်မှုမိခင်ဖြစ်သူမယားမကဆောင်းတွန်းလွှတ်လိုက်ပြီးဒီဆရာစီကဒုတ်တစ်ချောင်းအပြေးဆွဲလာလီတတိရှိကောင်လာလာလီကွာတောင်းရင်လက်ထဲကဒုတ်ကိုခါရမ်းလို့ဟစ်អော်ပြောဆိုလိုက်အရင်ဝင်ဆရာလူလဲထားပြီးတော့သားဖြစ်သူနဲ့ရွာသားရဲ့ကြားမှာဝင်ရက်ပြီးအမေမျက်နှာကိုကြည့်ပါအောင်သားရဲ့သားလေးရဲ့ဆိုပြီးတော့ပြောချာမိခင်ရိုက်ဖေဗျာကျုပ်ရဲ့တောက်ချင်နေကျုပ်တိတ်တောက်ချင်နေပြီစိတ်ကြီးရှုပ်ထွေးနေပြီဒီအချိန်မှာလူတက်မယ်ဆိုတော့ကျုပ်တက်မှာနော် တတ်ချင်ရမေဦးတပ်ပါသားရေအရင်ဝေးဆဲရမှာဖဲတောင်းထင်ရလဲအရက်ကူအာသာပြင်းပြင်းစာလောင်နေမိဒေါသလည်းဖြစ်ပေါ်နေစိတ်အစဉ်တော့လုံးဝထိန်းချုပ်နိုင်စွမ်းလည်းမရှိတော့ဒီတော့အမေဖြစ်သူဘာရိုက်နှက်ဖို့ဒုတ်ကိုလွှဲလိုက်ချိန်ဒီလောက်ဆိုတော်သိမ့်ဖို့ကိုတောက်ထိန်ဒီငယ်အေးစင်းလို့ပြီးတော့ကြီးချားချာစကားတန်ကြောင့်တောင်းထင်တို့အားလုံးကြီးမိလိုက်ကြအားလုံးစီကိုလှမ်းလာနေတဲ့ယောဂီတယောက်အသက်က30အောက်သာရှိပေလိမ့်လက်ထဲမှာတော့ရက်ပလင်းတစ်လုံးကိုကိုင်းဆောင်ထားလေ ယောဂီကိုအကုန်လုံးကြောင်အန်းကြည့်နေမိကြတယ်။ယောဂီကတော့တောက်ထိန်တို့သားမိနာကိုလှမ်းသွားလိမ့်ပြီ။ကိုတောက်ထိန်ခမားတောက်သုံးမဲ့အရက်တွေကိုအနံ့သာကြံပြီးတော့အရသာပြက်စီတာကြုတ်ပဲ။တင်ကန်းဝေကြီးနဲ့အရက်တောက်တာအတိတ်ပါရမီကံမရှိသူတွေအတွက်တော့အမဲတွေကအမဲဖြစ်နေအကြောင်းကိစ္စမထူးပေမဲ့အတိတ်ကံပါရမီများစွာကိုဖြည့်ဆည်းခဲ့သူအဖို့တော့ဖြူစင်မှုမှာတစ်ကြိမ်တစ်ခါဆုံးပေမှုပါလေအမဲဆက်ဖြစ်စီနိုင်ပါတယ်။ယောဂီရဲ့အတန်ဩဇာကြောင့်တောက်ထိန်တယောက်ဒေါသစိတ်တို့ညွတ်ကြလာတယ်။ရွယ်ထားတဲ့ဒုဟာအောက်စီကိုကြလာတယ်။ ိုတောက်ထိန်ခမရအတိတ်ဘဝတုန်းကပါရင်များစွာကိုဖြည့်ဆွက်ခဲ့သူလို့ကျုပ်ရဲ့အဖဆရာများမိန်ကြားထားတယ်။ခမရကိုမဖြည့်သိနာမဖြည့်အောင်ကျုပ်ကိုဝင်းရောက်တားမြစ်ခိုင်းတယ်။ကိုတောက်ထိန်ခမရဒီရက်ကိုတောက်နေချိန်နဲ့သင်္ကန်းကိုယုံပြီးတော့၄ရက်တာဖြတ်တန်းခဲ့ချိန်ဘေဂျာရီကနေရတာအေးချမ်းပါတယ်။ကျုပ်ကျုပ်ဖြေပါကိုတောက်ထိန်ခမရရဲ့ဖြေပေါ်မူတည်ပြီးတော့ကျုပ်ဒီပလင်းကိုခမရစီပေးပါမယ်။အကျက်တောက်နေချိန်တွေကပူပြီးတော့နေလို့ကောင်းလို့ကျုပ်ထင်တယ်။ကောင်းပါပြီဗျာရော့ကိုတောက်ထိန် ယောဂီဟာတောက်ထိန်လက်သေးစီကိုအရပ်ပလင်းကမ်းထည့်ပေးလာတယ်။တောက်ထိန်ကလမ်းယူဖို့လက်ပြင်လိုက်မယ်လမ်းတဝက်မှာနေရက်တန့်သွားတယ်။ဘာဖြစ်လို့လဲကိုတောက်ထိန်ဒါအရက်အစ်စ်ပါ။ကျုပ်ကျုပ်စိတ်တွေဝေခွဲများဖြစ်နေတယ်ဗျာ။တောက်ထိန်ကသူ့စိတ်ထဲခံစားနေရတဲ့အချိန်ပြောပြလာတယ်။ခမရတောက်ချင်းလို့ယူလို့ရင်လွယ်ကူစွာယူလို့ရနေပါပြီ။တခုတော့ကျုပ်ပြောပြစီကိုတောက်ထိန်။မကောင်းမှုတော့ပြုတ်ရလွယ်ကူပြီးတော့ကောင်းမှုတော့ပြုတ်ရတာခက်ခဲပါတယ်။စားသုံးသူနဲ့စိုက်ပျိုးသူမှာဘယ်သူကပုံမခက်ခဲလဲဆိုတာတွေးကြည့်ပါ။ ။ခမရအစားသုံးသူမဟုတ်ပါဘူးကုတောက်ထိန်။ခမရအရှိရှိဘွားတွေကလေးကစိုက်ပျိုးရင်းနှီးလာသူတယောက်ပါ။ခမရစိုက်ပျိုးထားတဲ့အရာဖြစ်ထွန်းလူပါပြီ။မပြတ်စည်းပါစေနဲ့တော့။ယောဂီရဲ့စကားဆုံးတောက်ထိန်ဟာရပလင်းစီကိုလက်လန်းလို့ယူလိုက်ပါတယ်။အားလုံးကတော့တောက်ထိန်ရဲ့အပြုတ်မှုကြောင့်အာမေရိကိုစီထွက်ပေါ်ကုန်တယ်။တောက်ထင်ရတဲ့သူ့လက်ထဲကရပလင်းကိုစူးစမ်းစိုက်ကြည့်နေလေတယ်။ဒါမတော့ပါနဲ့အမေသားရဲ့အရင်ငွေစင်ရဲ့အတန်းတောက်ထင်ရဲ့လက်ဆောင်ကတုံရင်လာခဲ့တယ်။အရပလင်းကိုတောက်ထင်မြေစီမှာခွမ်းကနေပြစ်ပေါက်ခွဲလိုက်ပြီ ်ပြီးတော့အရင်ဝင်စိန်စီပြေးကဖတ်လိုက်ဒီမင်ခွင်းကိုကြည့်ပြီးတော့ယောဂီစီကအပြုံးတစ်ချက်ဖြစ်ပေါ်လာတယ်အားလုံးစီကလည်းတမောချတံတွေကိုစီနေပေါ်လေပိုင်းရှင်ဦးမြတောင်းတော့ရည်စူးကုသိုလ်ပြုစွန်းတုပ်ပွဲကဇရွေးရွာစီမှာပြုလုပ်နေတယ်ငွေကြေးချမ်းသာသူတို့ရဲ့အလူတန်းမလို့ရွာလုံးကျွတ်လူသူတို့ကလည်းစီကားနေသူယူတယောက်အုံးလန့်မြင်းကိုခွာစီကအလူအိမ်ရှိစီကနေတချင်းဆိုပြီးတော့ဖြတ်လာခဲ့ဒီခါလူပြုတ်နေသူတို့ကသူယူကိုဝိုင်းဝန်းချော့မော့ပြီးတော့ခေါ်ကာထမင်းကြွေးကြတယ် သူကတော့သူ့ကိုသူနတ်သားလိုကြွေးကြော်နေဝမ်သာအားကိုပဲထမင်းကိုသုံးဆောင်ပါလေးပြန်တီးတီးကြပါလေစားတော့ပြီးနောက်မှာတော့သူရွာအလူကားဖွင့်တဲ့ဒေးသန်နဲ့မန္တအရှိစီမှာကိုေးကောက်နေအောင်ကခုံတော့တာပါပဲဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးတာကအယူသူတော်ဇလန်းဖြစ်ပါတယ်ခင်ဗျအဲ့တော့နောက်နေ့ဒီမှာလဲတခြားဇလန်းမျိုးတင်ဆက်ပေးမှာဖြစ်တဲ့အတွက်လောင်းနားဆင်အားပေးကြဖို့ဖိတ်ခေါ်ပါရစေဒီနေ့မှာချိန်မီနာဆင်ကြတဲ့အတွက်လဲအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျကျွန်တော်အန့်ခင်မှုပါ